အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်။ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ကဲအဲ့တော့ကျွန်တော်ဒါအာစနယ်နဲ့ပတ်သက်ပြီးတော့ဒါမနီကာဒေးဗစ်အော့စတင်ကပုံမလေးလေးနဲ့ပြပြသားသားသတင်းတစ်ခုကိုတင်ထည့်ရတယ်။ကျွန်တော်ကမနီကအားအောင်နာတယ်။ဘာလို့ဆိုကျွန်တော်အဲ့သတင်းတင်ပြီးမှဒါကျွန်တော်တို့အဲ့သတင်းကဒါမိနစ်ပိုင်းပဲကြွာသွားတယ်ကြောင့်ဒါသတင်းနည်းနည်းလေးကြွာဝိုင်းခွတ်လွတ်ပါအောင်ကျွန်တော်နည်းနည်းပြောချင်တယ်။ဒါပေမဲ့ထားပါလက်ရှိမှာဒါအာစနယ်အသင်းကြောင်းလေးနည်းနည်းပြောအောင်။အဲ့တော့သူတွေစိတ်ပူနေတဲ့အာစနယ်ရဲ့လက်ရှိဇူဘီမန်ဒီရဲ့အပြောင်းအရွှေ့ကဘာများဖြစ်သွားပြီလဲဆိုတော့အကုန်လုံးဒါတီးလင်းတော့လည်းပြီးသွားပြီလက်ရှိမှာဒါကျွန်တော်ဒါဂျုံလုံးလေးပြောအောင်ပါနော်မမဟုတ်တော့ဒါကျွန်တော်တိတလောက် fan channel ဒီအများဆုံးက United နဲ့ Arsenal ဖြစ်မှထင်တယ် ကျွန်တော်ကျွန်တော်အတီးရဲထဲမှာလည်းဒါကျွန်တော် Arsenal နဲ့ United fan channel ဖွင့်ထားတဲ့လူတွေကြီးပဲဒါကျွန်တော်အခုမှသိတာပေါ့နော်ဒါကျွန်တော်က found ထူတာမဟုတ်တော့ကောင်းတယ်ခုနပြောဆိုအကုန်သတင်းစုံနေကိုယ်တိုင်နဲ့သူများတင်မှာဖတ်ရတာပဲဟုတ်တယ်မကျွန်တော်ပြပြကျွန်တော်ဒီဒါပူပွင့်နေပြပြမနော်ကျွန်တော်အနေနဲ့ကျွန်တော်သတင်းတွေပါကြည့်ရဆိုကျွန်တော်လက်ရှိ Facebook မှာဖွင့်လာဟာဒီသတင်းတက်လာအမြန်ရိုက်မှာဆိုအဲ့လိုတော့လာအာဒမငါးပါနဲ့ no မရှိဘူးဟုတ်တယ် of course ဒီကတော့နိုင်ငံသားသတင်းစီရပြန်ကူးရတယ်အဲ့တော့ဘဲကောင်အရင်မြင်လဲပုံပဲမူတည်တာဘဲကောင်တစ်ချိန်လုံးဖုန်းသုံးနေတဲ့ပုံပဲမူတည်တာဟောငါအရင်တင်တယ် အရင်တည်းကနိုင်ငံခြားအကောင်တွေနိုင်ငံခြားအကောင်တွေကျွန်တော်တို့မြန်ပြင်လို့ပြန်ပြီးတော့အမြင်အရင်ဆုံးမြင်တဲ့ကောင်ကတင်ရတယ်ဒါပဲအဲ့တော့ကိုကြီးလည်းအတိုင်းမဲ့တက်မှာကိုကြီးကတော့ထုံးမနဲ့ဖုန်းလေးအေးအေးဆေးတကယ်ဖုန်းနဲ့လူနဲ့ဝေးရောက်နေတာဖုတ်ကောက်တင်လာလူကအာဆနယ်ပေ့ချ်ကနေဟာဆူပါမန်ဒီမနေ့ကရသွားပြီဟာအိုကေရသွားပြီဆိုတော့ဘာလို့အဲ့လက်ရှိမှာဒါဆူပါမန်ဒီနဲ့ပတ်သက်နေလေးပြောအောင်ပေါ့နော်အဲ့တော့အာဆနယ်အသင်းကဒါဆူပါမန်ဒီကအစကတည်းကရွေးချယ်ထားတာဖြစ်ပြီးတော့လက်ရှိမှာကျွန်တော်တို့ရီယယ်မက်ဒရစ်အသင်းနဲ့ဆူပါမန်ဒီကိုကြားထဲမှာ တကယ်တမ်းရွေးချယ်ခဲ့တာမဟုတ်ဘူးလို့သိရတယ်မှာပါတယ်။ကစားသမားတို့ကကျွန်တော် Real Madrid ဘက်ကကိုယ်တိုင်ဒါတကယ်လူလူချင်းချင်းနဲ့ like ခဲ့ခြင်းတော့မရှိဘူးဆိုပြီးတော့ David Austin ကသူ့ရဲ့ Twitter စာမျက်နှာပေါ်မှာတရားဝင်ပြောဆိုလာခဲ့တာကိုတွေ့ရမယ်။အဲ့တော့ပြောချင်တာကကျွန်တော် Zubimendi ကလုံးဝဒါကျွန်တော် Arsenal ဘောင်းပါပဲ100% Arsenal ကစားသမားဖြစ်လာခဲ့ပြီ။ဒါကျွန်တော်ရာသီချိုးခြေစမ်းပွဲစဉ်မတိုင်ခင်မှာဒါကျွန်တော် Zubimendi အနေနဲ့ဒါ Arsenal အသင်းကိုလာရောက်ပြီးတော့ တရားဝင်ဒါကျွန်တော်တို့ report တင်ရမယ်ဆိုတဲ့အကြောင်းကိုပါဒါကျွန်တော် David Austin ကသူ့ရဲ့ဒါကျွန်တော် Twitter စာမျက်နှာမှာရေးသားခဲ့တယ်အဲ့တော့အခုနောက်ပိုင်းပေါ့နော်ကျွန်တော်တို့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးဆိုရင်ဒါကျွန်တော် David Austin ကတော်တော်လေးကိုတီးကြတယ်မြန်ဆန်တယ်မှန်ကန်တယ်လို့ပြောလို့ရတဲ့ထဲမှာပါပါတယ်အဲ့တော့ sorry ပါ sorry ကျွန်တော်တို့ဒီခါကျရင်ကျွန်တော်အားနာလာမနေ့ကကျွန်တော်ဘွဲဘဲတွေလာဖျဲတယ်အမှန်တိုင်းပြောမှာကျွန်တော်တကယ်တည်းအာခမရတဲ့ဓမ္မုံလေးဓမ္မုံတော်မတင်ဘူးねဓမ္မုံလေးဓမ္မုံတော်မအက်တင်မလုပ်ဘင်းねခမရတဲ့ဘလူးမြူတာ ဒါရီဘလူးအမှန်တကယ်ကျွန်တော်အားနေကျွန်တော်ဒါရီအက်ဒစ်လို့ရမယ်ပြဿနာပဲကျွန်တော်လေခမရဖျားဆူတော့ကျွန်တော်အက်ဒစ်မလုပ်တော့ဘာလို့ဆိုကျွန်တော်ပြပြရမယ်ဒူဒရစိတ်ထဲမှာဟာဒီဘက်ကဗီဒီယိုရိုက် တချို့ဗီဒီယိုရိုက်မေးကြည့်ကျွန်တော်နဲ့ပတ်သက်ခင်တဲ့လူတွေသိတယ်ကိုမင်းထွန်းတော့ကျွန်တော်တချို့လုလုနေရတာကျွန်တော်တခု update လုပ်ပြီးဆိုလုနေတဲ့လုကြီးကိုပြစ်ပြီးကျွန်တော်ဒီညမှာအမြန်ဆုံးကျွန်တော်ဗီဒီယိုလာရရတာအက်ဒစ်လုပ်ချင်ပြီကျွန်တော်ဒါပြီးရင်ပြန်ရပို့ပြီးတော့ကျွန်တော်ပြန်တော့ဆိုင်ကိုရှင်ကျွန်တော်မြန်မြန်လေးပူတင်ပေးစေ edit ဘာသာလုပ်လိုက်ကျွန်တော်ကိုယ်တိုင်လည်း edit မလုပ်တတ်ဘူး edit လုပ်ဖို့ကျွန်တော်ပဲဟာမင်းဒါလေးတော့ဒီအားကြီး channel တစ်ခုလုပ်နေတာကို edit တောင်လုပ်ဖို့ဒါအစီအစဉ်မရှိဘူးလားဆိုတော့ အမှန်တော့ edit တင်ဖို့ကဒီရွေးချယ်မှာကျွန်တော်ပြန်လဲမတင်ကျွန်တော်ကခုနကပြောဒါကြီးရတယ်ကျွန်တော်ရဲ့ဒါ24/7လို့မဟုတ်ကျွန်တော် channel အလုပ်လည်းနှစ်ခုလောက် share ကြအောင်ကျွန်တော်တစ်ချိန်လုံးအဲ့ဒီအလုပ်တွေကိုလုပ်နေရတာအဲ့ဒီအလုပ်တွေကိုလုပ်နေတဲ့အချိန်မှာဒါအားတဲ့အချိန်မှာဒါကျွန်တော်သတင်း application ကျွန်တော် video ရှိလာအမြန်ထားထိုင်နေပြန်ရိုက်တယ်ပြန်ပြန်တင်တယ်အဲ့တော့ကျွန်တော်အားနေရတယ်ဗျဟိုဘဲပြောတာကျွန်တော်အဲ့ဘဲတော့ ban လိုက်တာမိုင်မယ်ကိုယ်အဲ့လိုပြောတာမကြိုက်တာမိုင်မယ်မန်တော့မန်ပါတယ်ဗျအားလဲနာတယ်ကျွန်တော်ဒါအခုနောက်ပိုင်းမှာဒါ viewer တွေကပိုတော်များတယ်ကျွန်တော်လက်ရှိမှာ share လာဆို1.2 million လားမသိ viewer ကြီးပဲ ချက်ဖို့တော့ကောင်းတယ်အဲ့တိုင်းလည်းပတ်စံမပေးပါဘူးဗျာပေးတာဒေါ်လာ900လား600လားမသိဘူးမသိပေးတယ် YouTube လည်းတစ်ခါရကတ်စင်းနေဒါပူလူလို့ရအောင်ပြပြတာပူလည်းကိုကနာပေါ်တယ်ဗျာငါများများလေး800လောက်ရရင်ငါပူလူလို့ရတယ်ဗောနော်ဟိုတလောကကျွန်တော်အသီးတယောက်ကသမင်းကျွေးရဗောနော်ကလေးဓာတ်မောက်ကျွေးမယ်လောက်ကြအောင်ဆိုတော့ အဲ့ကျွန်တော်ပုံများရရင်ကောင်းမှာစဉ်းစားသေးတယ်မြင်ထားပါထားပါတော့အဲ့ကျွန်တော်လက်ရှိမှာအာဆနယ်ပြောင်းချေကြောပြောင်းထိုးရတယ်ကျွန်တော်လက် carry away ရမ်းဖြစ်တယ်အဲ့တော့ sorry ပါခုနကပြောနာချီယာကျွန်တော်အနေနဲ့တောင်းမှာအဲ့တော့ Zubimendi ရဲ့ပြောင်းရွှေ့ရကြအာဆနယ်သင်းနဲ့ပြီးပြီ။ဒါကျွန်တော်ဒီလောက်ကတာကျွန်တော်တို့လက်ရှိမှာ Zubimendi ရဲ့ပြောင်းရွှေ့မှာအာဆနယ်သင်းကစာချုပ်ဖြတ်သိမ်းခြင်းပေးလိုက်ပြီ။စာချုပ်ဖြတ်သိမ်းခြင်းမှာမှာဒါကျွန်တော်တို့ပေါင်55သန်းပတ်ချလဲဝင်ကြတော့ကုန်သွားတယ်လို့သိရတယ်မှာပါ။အာဆနယ်သင်းနဲ့ဒါကျွန်တော်တို့ထပ်ဆောင်း bonus ကိုလဲဒါကျွန်တော်တို့ ကစားသမားအပြင်ကိုဒါကျွန်တော်တို့အအသင်းဘက်ကလည်းဒါ Real Sociedad ဘက်ကလည်းပေးသွားမလို့ဒီအဲ့လက်ရှိမှာ Arsenal အသင်းက Zubimendi ကိုဒီနှစ်ညွေရာသီမှာရရှိသွားခဲ့ဖြစ်တယ်ဒါအရမ Real Madrid ဘာညာပူဇံမတော်ဘူးမကြခင်မှာဒါကျွန်တော်တို့ Arsenal အသင်းနဲ့ဒါတရားဝင်ကစားသမားကိုချပြတ်မှာဖြစ်တယ်ပြဿနာလည်းဟိုနောက်ဘက်ကစားသမားနဲ့လက်ရှိဂျာတမစပိန်နဲ့ကန်ရတဲ့အတွက်ကြောင့်ဒီပထမဆုံးရ transfer ရာသီမှာလည်း၁၀ရက်လောက်ပဲဖွင့်နေတဲ့အတွက်ကြောင့်ဘာမှသိပြီလို့လို့မရခဲ့တဲ့အတွက်ကြောင့်မို့တကယ်တမ်းပြန်ကြည့်မယ်ဆိုရင်တော့သိပြီဘာမှထူးဆန်းမဖြစ်ခဲ့ဘူးပေါ့နော်အဲ့တော့ဒါပါ Zubimendi Arsenal ရသွားပြီပေါ့နော်အဲ့တော့လက်ရှိမှာ Arsenal အသင်းနဲ့နောက်ထပ်စိတ်ပူစရာတစ်ခုကဘာ များဖြစ်လဲဆိုကျွန်တော်ပြောပါဆိုရင်တော့အာဆနယ်ရဲ့ဆက်စကိုရဲ့ဘောင်းရွှေဆက်စကိုကလက်ရှိမှာဒါကျွန်တော်တို့သူ့ရဲ့အပြောင်းရွှေ့ကလာကျွန်တော်တို့ပူပူပြီးတော့ထင်တာတပူပူပြီးတော့ကျွန်တော်တို့ပြောစရာတခုဖြစ်လာတာသူ့ရဲ့စိတ်ဝင်စားမှုတွေဒါကျွန်တော်တို့ sorry ဘက်ကမြင်ထက်လာတယ်သူ့ကဒါကျွန်တော်တို့တခြားသောဥရောပအသင်းတွေကနေစိတ်ဝင်စားမှုတွေကိုအရင်ကြီးမများသေးဘူးဒါပေမဲ့ပြဿနာကသူ့ကိုစိတ်ဝင်စားတဲ့ club တွေတဲမှာမှတကယ်ကိုတော်တော်များလာ sorry club sorry ကိုဒါလက်ရှိမှာဖတ်ရတော့ဒါကျွန်တော်တို့လက်ရှိ ဖာဘီယိုရိုမာနိုရဲ့ YouTube ရဲ့ဒါကျွန်တော်တို့သူ့ရဲ့ podcast ကိုနားထောင်အားလောက်ဆိုရင်တော့အယ်ဟီလီကတော်တော်လိုချင်တာအယ်ဟီလီနဲ့သူ့ရဲ့လက်ရှိဒါတိုက်စစ်မှု၂ယောက်တတ်မှတ်ထားတယ်ပထမဆုံးတစ်ယောက်ကဒါလီဗာပူးအသင်းရဲ့တိုက်စစ်မှုဖြစ်တဲ့ဒါဝင်နူးနဲ့ဆိုသူတတ်မှတ်ထားတယ်ဒုတိယမြောက်တိုက်စစ်မှုကိုတော့အခုလက်ရှိကျွန်တော်သိတော့ပေါ့နော်သူတို့နေတတ်မှတ်ထားတဲ့တိုက်စစ်မှုကဒါ Benjamin Sasko ဖြစ်တယ်အဲ့တော့ Benjamin Sasko ရဲ့ entourage ပေါ့နော်သူ့ရဲ့ camp နဲ့ဒါကျွန်တော်ဒီနှစ် ဟိုဒီနေ့မို့ဒီနေ့မနက်အစောပိုင်းမှာတို့တွေ့ခဲ့တယ်လို့သိရတယ်မှာပါအဲ့တော့ကျွန်တော်ဒီဗီဒီယိုတင်လာကျွန်တော်မြန်မာစာဆိုရင်9နိုင်ဆိုတို့ရဲ့ဒါကျွန်တော်မနက်7နိုင်ကို9နိုင်လောက်မှာဒါ Benjamin Sasquare Agent တချို့နေဒါကျွန်တော်တွေ့ခဲ့တယ်ဆိုတဲ့ပုံစံမျိုးတွေ့တယ်အဲ့တော့ပြောချင်တာကတစ်ဖက်ကဒါ တောက်ဟီးလေးကသူတို့ရဲ့အလူဂျုံတိုက်ဆက်မှုဖြစ်ခဲ့တဲ့အော်ဇင်မန်ကိုဆုံးရှုံးခဲ့ရပြီးနောက်ပိုင်းမှာသူတို့နဲ့တိုက်ဆက်မှုတယောက်ခေါ်ခေါ်မယ်။သူတို့နဲ့နံပါတ်၁ပြမှတ်ကဘန်ဂျမင်ဆက်စကိုဖြစ်ပြီးနံပါတ်၂ပြမှတ်ကဒါအဲကျွန်တော်တို့လီဗာပူးတိုက်တိုက်ဆက်မှုဖြစ်ဒါဝင်းနေဖြစ်တော့ဒါဆက်စကိုကဒါကျွန်တော်တို့ contract proposal တွေပါအောင်ပို့ထားပြီလို့သိရတယ်မပါဘူး။ဒါပေမဲ့လူခလာစားဒါကျွန်တော်တို့ပေါင်၅သိန်းလောက်ဆိုတော့ယူရို၅သိန်းလောက်နီးနီးပေးနိုင်တဲ့ package တစ်ခုဒါကျွန်တော်တို့တရားဝင်ကန့်သတ်နေတယ်ဆိုတဲ့သတင်းမှထွက်လာခဲ့။အဲတော့ El Hili နဲ့လာမယ့်ရာသီမှာသူတို့ရဲ့ဒါကျွန်တော်ဖလားရနေမှုကိုဆက်လက်ပြီးဒါတည်တတ်နိုင်အောင်ပြောကြတယ်ရနယ်ဒိုရဲ့ club ဖြစ်တဲ့ El Nassr ကိုကြော်တဲ့ ကြော်အောင်တစ်ဖက်ကလည်းအော်နစီယာရဲ့လက်ရှိမှာလူကောင်းတွေတစ်ချိန်လုံးခေါ်နေတဲ့အချိန်မှာကျွန်တော်ဒါဒီနေ့နှစ်နာရီမှပြင်ထားတဲ့ဗီဒီယိုဟာတလို့ပဲဒါရီရတာအိုက်ကလပ်နှစ်ခုလုံးပိုင်တာပိုင်ရှင်တစ်ယောက်တည်းဖြစ်ပေမဲ့တကယ်တမ်းရီရအဲ့လိုပုံစံအဲ့တော့အဲ့ပေါ်ကောင်းပါတယ်နှစ်သိန်းလုံး competitive ဖြစ်တာလည်းမဆိုးဘူးလေဟုတ်တယ်မှာကောင်းတာပဲအဲ့တော့လက်ရှိမှာ El Hilly ကလည်း Benjamin Sesko ကိုဒါကျွန်တော်တော်တော်လေးကိုမြင်မာတဲ့ပြောင်းရွှေ့ကြီးတွေနဲ့တူတရားဝင်ကန့်လန့်မှုတွေကိုပြစ်လို့ထားတယ်ပြစ်လို့တော့ပြစ်လို့ပွားပြီနော်အဲ့တော့ ဘန်ဂျမင်ဆက်စကိုနဲ့ဒီအပြောင်းရွှေ့ကိုညှင်းပယ်ထားခြင်းမရှိသေးတယ်။ဒါပေမဲ့ဘန်ဂျမင်ဆက်စကိုအခုလက်ရှိနံပါတ်၁ပြစ်မှတ်ကတော့အဖေကရှယ်ရှယ်လက်သူ့အနေနဲ့ဒါကြတော့ဥရောပရဲ့အမြင့်ဆုံးနေရာမှာကစားခြင်းနဲ့ဆိုတဲ့ပုံစံမျိုးသူပြောထားတယ်။အဲ့တော့အမှန်တမ်းပြောလို့မနစ်ကလေးဒီတိုင်းပြောတာပဲသူ့အနေနဲ့ဒါကြတော့ပရီးမီယာလိကိုသူတိတ်လာခြင်းပါတယ်ဆိုတဲ့ပြောပြီးတော့သူကပေါ်လိုက်ဇာနဲ့စာရုပ်တွေချုပ်လိုက်။အဲ့တော့အကောင်လေးကအားချောင်းလေရဲ့တိတ်ပြီးတော့ဘာမှမသိဘူး။အဲ့တော့အာစနိုနီနဲ့အခုလက်ရှိမှာတော်တော်လေးကိုစိတ်ပူမိတဲ့အချက်တစ်ခုကသူတို့အနေနဲ့တိုက်စစ်မှုတစ်ယောက်တည်းကိုလိုက်နေတာ ဆက်စကောလွင်လက်ရှိမှာဗစ်တာကာယကစ်ကိုလက်ရှိမှာယူနိုက်တက်ဘက်ကိုလုံအောင်အပြေအဝပေးလိုက်တဲ့သဘောမှရှိတယ်။ဂျန်နက်တိုက်စစ်မှုတွေကိုလက်ရှိမှာအာဆန်တို့တင်မလိုက်ဘူး။ပထမတော့ကျွန်တော်ဂျိုနာသန်ဒေးဗစ်ကိုတော့အလွတ်နဲ့ခေါ်ဖို့အတွက်သူတို့အနေနဲ့စဉ်းစားမှုတွေကိုတချို့ပြုလုပ်နေတဲ့တည်းမှာပါပေမဲ့ sorry ဘောနော်သူတို့ပြုလုပ်ချင်တဲ့တည်းမှာပါပေမဲ့တကယ်တမ်းပြန်စဉ်းစားကြည့်မယ်ဆိုရင်အာဆန်တို့တင်တဲ့ဂျန်နက် ဟိုစဉ်းစားမှုတွေသိပြီမလို့တော့ဂျိုနာသန်ဒေးဗစ်တော့အလွတ်ခေါ်ဘူးတော့သိပြီမစအဲ့တော့ဘန်ဂျင်မစ်ဆက်စကိုမှာအာဆန်တို့အသင်းကဒီနှစ်မှာဒါအပြည့်ဝတာဖူးရီထက်တာအဲ့တော့အာဆန်ပြိတ္တတွေကဆိုရင်ဒါဒါပဲဒါကျွန်တော်တို့ဒီနှစ်မှာလည်းအရင်နှစ်တွေကလို့ဘန်ဂျင်မစ်ဆက်စကိုအကယ်၍သာဆော်ဒီလက်ထဲရောက်သွားမယ်ဆိုဘလူ့ကိုခေါ်မှလဲဆိုရင်မေးခွန်းတွေကိုမေးရတယ်မှာမားကတ်ထဲမှာလူရှားပါတယ်အလက်ဇန္ဒားအီဆက်ကတော့မေးလက်တော့မဖြစ်နိုင်တော့ချန်ပီယံလိဝင်သွားပြီသူ့အနေနဲ့ဒါသူ့ဘာသူဒါညူကာဆန်မှာတစ်နှစ်ဆက်ဆော့အောင်မှာတေးကြသွားပြီအဲ့တော့ လက်ရှိမှာ market တမဘလူးရှိတယ် Hugo Akitai ရှိမှာ Hugo Akitai ကိုလက်ရှိမှာ Chelsea တင်းကတရားဝင်ဆက်သွင်းနေ Victor Gyökeres ကိုပြန်ဆက်သွင်းမှာဆိုရင် Victor Gyökeres ကလက်ရှိမှာ United နဲ့တာတရားဝင်ဆွေးနွေးနေပြီ United ဘက်ကတော့မကြခင်မှာမှကန့်လန့်မှုပြုလုပ်နေအဲ့တော့ပြောချင်တာ Arsenal တင်းက Benjamin Sesko ကိုတယောက်တည်းဆွတ်ဆက်ပြီးအားထားနေတဲ့အချိန်မှာကြောင်တောင်ကနနနေဖြစ်နေတယ်လို့ပဲပြောရမယ်တဲ့မှာပါအဲ့တော့ပြောချင်တာ Arsenal တင်းနဲ့ Benjamin Sesko အပြောင်းကျွန်တော်ကမနိုင်ဘဲစိတ်ပူတယ်မြင်မြင်ဆက်ဆက် move လုပ်တဲ့လူမျိုးဒါပေမဲ့ပြဿနာကလည်းဒါ အာစနယ်တော့ဘလင်းလို့မရတပတ်က live set ကလည်းပောက်ကြီးရဇီးကိုတောင်းတာပိုဆိုးတော့အခုလက်ရှိမှာ sorry club ပါရောက်လာပြီဖြစ်တဲ့အတွက်ကြောင့်မလို့တပတ်က live set ကဇီးကင်တော့မှာအဲ့တော့အာစနယ်တင်းတဲ့ဒီအပြောင်းရွှေ့တဲ့ပတ်သက်ပြီးတော်တော်လေးကိုစဉ်းစားရအောင်မယ်လို့ကျွန်တော်အနေနဲ့မြင်နေတယ်တော်တော်လေးကို move forward လုပ်ရမယ်လို့မြင်နေမြန်မြန်လုံးလုပ်ရမယ်အဲ့တော့ဘလို့ဒုတိယမြောက်ဒါကျွန်တော်အပြောင်းရွှေ့ရသည်ဖွင့်တာနဲ့ဒီကစားသမောက်အိတ်ထဲအမြန်နဲ့ထည့်အောင်ကြိုးစားရမယ်လို့ကျွန်တော်အနေနဲ့မြင်အဲ့တော့ sasco ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့အာစနယ်အသင်းအနေနဲ့မြန်မြန် ရွှေ့ရမယ်လို့မြင်တော့ sorry ဒါပါလာမယ်ဒီကိစ္စပူပူပြီးအခုလက်ရှိမှာလဲ sorry ကကစားသမောက်တရားဝင်ကမ်းလှမ်းတာပြီးပြီအဲအကြောင်းမို့ကျွန်တော်ပြောနေတာအဲအကြောင်းမို့ကျွန်တော်ကျွန်တော်ပြောချင်တဲ့အဓိပ္ပာယ်ကဒါပဲလောက်ပါပဲ ပေါ်လုံးမွေးတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ DB4 တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က comment အနေနဲ့မှာလည်း Youth Sport Media 3.0နဲ့ DB4 တို့မှာကျင်းလို့ဆိုတော့ပေါင်းကူညီလို့ရပါတယ်။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment အနေနဲ့မှာလည်း Youth Sport Media 3.0နဲ့ DB4 တို့ရဲ့လင်းလေးတွေကိုထည့်ပေးထားခြင်းဖြစ်ကြောင့်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါဗျ။များများလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။ မြန်မြန်ကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးပဲကြိုတူပါတယ်ကောင်းမွန်တော့နီလေးဒီနေဖြစ်ပါစို့စုပေါင်းအောင်တောင်းပီးနေပဲကျွန်တော်တို့ညောင်းမှာပဲ AAC တွေ့ကြတာပေါ့ဒေဗော်ဗျာ